ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာပဲမြန်မာနိုင်ငံကတချို့ဒေတာတွေအတွင်းမှာအသုံးပြုနေတဲ့မြန်မာစင်ကပ်နဲ့ဖွင့်ထားတဲ့ Google အကောင့်တွေက SMS verification code အတိပြုကုန်မကြတော့တဲ့အကြောင်းကိုသုံးစွဲသူတွေစီကနေသိရပါဗယ်။လက်ရှိအသုံးပြုနေလက်စားအကောင့်တွေမှာတော့ပြဿနာမရှိသေးတဲ့အကြောင်းကိုသုံးစွဲသူတယောက်ကပြောပြပါဗယ်။ ကုန်းမကြတော့ဘူးဆိုတော့တိတယ်ဟိုဟာဗာလေဒါပေမဲ့အကုန်လုံးက log in ဝင်ထားတာဆိုတော့လေတခါမှတော့အခုတည်းထိပေါ့နော်အဲ့လိုကုတ်ပြန်တောင်းတာမျိုးတော့မရှိဘူးညာဟို log in ဝင်လိုက်တာနဲ့အတန်းပြီးဟိုအဲ့ application ကိုဖွင့်လိုက်တာနဲ့ auto log in လုပ်ထားတော့လေအမြဲတမ်းဝင်နေတော့ဟို password တွေပါလေဟိုမေ့သွားလို့ဟိုပြန်ချင်းရင်တော့ကုတ်ပြန်တောင်းမယ်ထင်တယ်အဲ့လိုကုတ်ပြန်တောင်းရင်တော့ဟိုဘယ်လိုလုပ်ရမလဲတော့တကယ်လို့ကုတ်မကြအောင်ဆိုတော့ဘယ်လိုလုပ်ရမလဲတော့မသိဘူးပေါ့နော် ခုလိုအတည်ပြုကုန်မရတာကြောင့်အဓိကတက်ရောက်နိုင်တာကတော့ဒီပညာနဲ့အကျွမ်းတဝင်မရှိသူတွေမြန်မာစင်ကပ်နဲ့အကောင့်အစ်ဖွင့်မဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းသုံးအကောင့်တွေမှာကုန်မကြတဲ့အတွက်ကြောင့် Google ကြော်ညာမတက်တဲ့အတွက်ဝင်ငွေများတာတွေဖြစ်နိုင်ကြောင်းသိရပါဗျ။အခုလိုဖြစ်တာကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ operator တွေရဲ့ပူးပေါင်းလုံဆောင်နိုင်မှုအားနည်းနေရာတွေအကြောင်းဖြစ်နိုင်ကြောင်းကိုဒီပညာကျွမ်းကျင်သူတယောက်ကမှတ်ချက်ပြုပါတယ်။အဲအဓိကတော့ ကိုယ်ရဲ့ account login two step verification လုပ်ထားသူတွေကုတ်မလာရမျိုးဖြစ်နိုင်တယ်။ setting မှာ login ဝင်ဖို့ဆိုရင်အခက်အခဲရှိလာလိမ့်မယ်။မြန်မာနိုင်ငံကလက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် Google က automated verification system တွေကိုတားမြစ်ခြင်းသို့မဟုတ်ရန်သားခြင်းလုပ်လာတာမျိုးဖြစ်နိုင်တယ်။အဲဘယ်သူတွေအများဆုံးထိခိုက်မလဲဆိုရင်တော့မြန်မာနံပါတ်နဲ့ Google account ကို two factor authentication သုံးထားသူတွေ။အဲ access Google ဆိုကိုမြန်မာဖုန်းနံပါတ်နဲ့အသုံးပြုနေတဲ့ business user တွေ ပြပမှာရှိပေမဲ့မြန်မာနံပါတ်နဲ့ Google Service တုံးနေတဲ့ user တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။အခုလိုဖြစ်လာမယ်ဆိုရင်ပြင်ရှင်းနိုင်မယ့်နည်းလမ်းတချို့ကိုပြောပြပေးကြပါမယ်။ပထမဆုံးအနေနဲ့မိမိရဲ့ Google account setting တွေကိုဝင်ပါ။ပြီးရင်တော့ two step verification ကိုနှိပ်ပါ။အဲဒီစာမျက်နှာကိုအပေါ်ဆွဲတင်လိုက်မယ်ဆိုရင် plus added authenticator ဆိုတဲ့နေရာကိုနှိပ်ပေးရပါမယ်။အဲဒီနေရာမှာ QR scan တစ်ခုပေါ်လာပါလိမ့်မယ်။အဲ့ဒီ QR ကို စကန်ဖတ်ဖို့အတွက် ိမိဖုန်းမှာ 2FA authenticator 2FAS application ကိုကြိုတင် download လုပ်ထားဖို့လိုအပ်ပါတယ်။အဲ့ဒီ application ကိုဖွင့်ပြီး pen new device ကိုနှိပ်ကစကန်ဖတ်လိုက်မယ်ဆိုရင်နံပါတ်၈လုံးပါဝင်တဲ့ကုတ်ကိုရရှိမှာဖြစ်ပါတယ်။အဲ့ဒီကုတ်ကိုအသုံးပြုပြီးမိမိရဲ့ Google account ကို login ဝင်နိုင်မှာလည်းဖြစ်ပါတယ်။ဒါအပြင် Google account setting တွေက backup ကုတ်ကိုနှိပ်ပြီးပေါ်လာတဲ့နံပါတ်၈လုံးပါကုတ်စေကူကိုတေချာကူးယူတင်ထားပြီး လိုအပ်တဲ့ချိန်တိုင်းမှာကုတ်တစ်ခုချင်းစီနဲ့ login ဝင်နိုင်ပါတယ်။ကျွန်မဝေးပါ။